ကျွန်တော်ဒီနေ့အတွက်တယောစာလေးတစ်ပုဒ်ကိုဖတ်ပြချင်ပါတယ်ဒီတယောစာလေးကိုရေးသားထားသူကတော့ဆရာဆယ်ပေါင်တူပဲဖြစ်ပါတယ်တယောစာလေးကိုရုတ်ဖတ်ခွင့်ပြုပါတော့ဆရာဆယ်ပေါင်တူကိုလည်းကျေးဇူးထူးမြင်တင်ရပါတယ်ခင်ဗျာကျွန်တော်ရဲ့ YouTube Channel ကို အားပေးကြည့်ရှုနေကြတော့ပြည်ရင်းပြည်ပမှာချစ်တော်များနဲ့အတူမြမပြည်သူပြည်သားများအားလုံးဘေးကင်းချမ်းသာကြပါစေဗျာဘေးတော်ဘုံအောင်ကိုအောင်ရမည် တက်ပြီးပြောပိုင်권မရှိစေခြင်းသူဗလာဒီမေယိုကျင်ဆိုတမဟုတ်ချင်းခေါင်းဆောင်ကြီးပူတင်ကနေခေါင်းဆောင်ကြီးပူတင်ဖြစ်သွားတယ်သူ့ရုံးကန်းနာတဝိုက်မှာဒီလိုအတန်မျိုးကိုအရင်တုန်းကမချဘူးပါဘူးဆိုပြီးစပွဲနောက်မှာထိုင်နေရာကနေသူ့ခေါင်းကိုအတင်းဆောင်ပြီးနားထောင်လိုက်ရတဲ့အတွက်ပါ Thank you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  ခေါင်းဆောင်ကြီးပူတင်ဝေခွဲမရဖြစ်နေတယ်။အင်္ဂလိပ်စကားနဲ့ကျေးဇူးတင်တယ်လို့ဖြစ်ညစ်ပြောနေဟန်ရှိပေမဲ့အင်္ဂလိပ်တံဘလုံးမှမပေါက်ဘူး။ဘယ်ခွေးတောင်စားကများငါရုံကန်းသားလာစုညံနေတာလဲဆိုပြီးတွေးနေမိတယ်။ဒီလုံးနဲ့တိုင်ကယူတံပိုင်ရှင်ဟာပူတင်လှမ်းမြင်နိုင်တဲ့အကွာဝေးစီတို့တဖြည်းဖြည်းနီးကပ်လာတယ်။ပထမတော့သူ့လုံကြုံရေးဖွဲ့ဝင်တယောက်က သူ့သားလေးကိုရုံးခန်းအလဲခေါ်လာတာလို့ထင်သွားမိသေးတယ်။ဘာကြောင့်လဲဆိုတော့လုံုံရီးဖွဲ့ဝင်တဲ့သူ့ရဲ့ခါလောက်ပဲမြင်တဲ့သူတဦးကို တွဲပြီးမြင်လိုက်ရလို့ပါ။နောက်တော့မှသူသတိရသွားတယ်။ဟုတ်သားပဲ။ဒီနေ့ငါ့ကိုမြန်မာနိုင်ငံကဘောင်မဝင်တန်းမဝင်အာနာရှင်စို့အတင်းဖြစ်ချင်နေတဲ့စစ်ရှုံးကောင်မီးလင်းကောင် သူ့တိုင်းပြည်မှာတနိုင်ငံလုံးဝိုင်းဆဲခံနေရတဲ့ကောင်က လာပြီးဂါဝရပြုမယ်ဆိုတာကိုကျင်စိုးကတော့ရုရှားကိုရောက်တာနဲ့သူ့ထုံးစံအတိုင်းပေါက်လို့ပင်းစားစကားတွေကို တွေ့တဲ့ရုရှားလူမျိုးတွေနဲ့တောင်းစင်ရေမရပြောပါတော့တယ်သူ့ကိုသူလဲခမရတို့ခေါင်းဆောင်ကြီးလိုပဲကျွန်တော်ကလည်းနိုင်ငံတကာဝရမ်းပြေးတယောက်ပါပဲဆိုပြီးတန်းညီပြောပြန်နေတချိန်ကြာရင်ကဘာလုံးဆိုင်ရာဝရမ်းပြေးညီလာကန်နေ့ပြီတော်မှာလုံမယ်ခမရတို့လာတက်ချင်ဖိတ်မယ်လीအင်း ကျွန်တော်လဲထွက်မပြေးရကျိုးစင်မတက်ရသေးရင်ပေါ့လို့လဲပြောသေးတယ်ပြင်းတော့လဲပူတက်နာမည်နဲ့ခက်ဆင်စင်ဖြစ်သွားအောင် သူ့ကိုယ်သူဗလာဒီမေယိုကျင်ဆိုးဆိုပြီးရုရှားနာမည်လိုလိုဘာလိုလိုနဲ့ဖော်လျှော့ရိုက်ပြန်နေကျင်ဆိုးကပူတင်နဲ့တွေ့ရမှာကိုတော်တော်လေးစိတ်လှုပ်ရှားနေတယ်ဒါကသူ့အတွက်မဟာခွင့်ကြီးပဲလीတစက်ကလေးမှအမခံလို့မဖြစ်ဘူးလို့လဲ တွေးနေမိတယ်။ဒီအပိုင်းမှာ Trans တီသွားလေရင်ကြုံလိုက်ရတဲ့ Zelensky ရဲ့ဖြစ်ပျက်ကိုလည်းတင်ငန်းစာယူမှဖြစ်မယ်လို့တွေးထားတယ်။ကျေးဇူးတင်စကားလုံးလုံးလောက်လောက်မပြောလို့ဆိုပြီး Trans တို့တွေကဝိုင်းရစ်လိုက်ကြတာလီ။ဒါကြောင့်ပူတင်စီလာတဲ့လမ်းတစ်လျှောက်လုံးမှာတွေ့ရလူကိုကျင်ဆိုးကတိုက်ကီယူနေတာ။အခုလဲပူတင်ကိုမြင်လိုက်ရတာနဲ့စပီးတိုက်ကီယူဆိုပြီးပဲနှုတ်ဆက်ပြန်နေ။ ပထမဆုံးစစ်တပ်လေးပြူပုံအတိုင်းလက်တစ်ဖက်နဲ့စလံတော့တယ်လို့လေးပြူတယ်ပြီးတော့လက်နှစ်ဖက်နဲ့ဆို ပိုလေးသားရရောက်မယ်ဆိုပြီးလက်နှစ်ဖက်လုံးနဲ့ထပ်လေးပြူပြန်နေပဇက်ကလည်း thank you thank you ဆိုပြီးတွတ်တွတ်ဆက်ရုပ်ပြန်နေပြီးတော့မှအင်းကောင်းကောင်းကြီးပူတင်ကစစ်သားမှမဟုတ်တော့သူကအရက်သားပဲဆိုပြီးအရက်သားလို့ခေါင်းငုံဥညွတ်အလေးပြုပြန်နေသူဆက်တွေးလိုက်တာက ပူတင်ကကရင်မလင်နန်းတော်ရဲ့အကြီးကဲလဲဖြစ်တာဆိုတော့တော်ဝင်မိသားစုတွေလိုအယိုသေးပေးဦးမှာပဲဆိုပြီးသူမြင်ဘူးတလို့ဒုတဖက်ကိုပြီးဥညွတ်တယ်။ချက်ချင်းပဲပြန်စင်းစားမိသွားတာကဒါကအင်္ဂလန်က တော်ဝင်မိသားစုတွေကိုနှုတ်ဆက်တဲ့ပုံပဲ။ခေါင်းဆောင်ကြီးပူတင်က အင်္ဂလိပ်တွေကိုဘယ်ကြိုက်ပါမလဲ။ဒီတော့အင်္ဂလိပ်တွေနဲ့မတူအောင်ဒုနှစ်ဖက်လုံးကိုပြီးနှုတ်ဆက်အောင်မှာဆိုပြီးဒုနှစ်ဖက်လုံးကိုပြီး ဥညွလေးပြူနှုတ်ဆက်ပြန်နေနောက်တော့ကျင်ဆိုးဆက်တွေးတယ်ဒူးနှစ်ဖက်လုံးကွေးပြီးပြီဆိုတော့တိတ်မထူးတော့ပါဘူးခေါင်းဆောင်ကြီးပူတင်ကငါထက်လဲအသက်ကြီးတာပဲဆိုပြီးအရှိတိုင်းဆန်ဆန်ဒူးကိုအပီးထောက်ချကလက်အုပ်ချီလိုက်ပြန်နေကျင်ဆိုးခမရစိတ်လုံးရှာနေရင်အတွေးကမပြတ်ဘူးဟင်းတလက်စားတဲ့ဘာမှမထူးတော့ပါဘူးလေလက်အုပ်ချီဒူးထောက်ရာကနေ ဥချလိုက်ရင်လည်းပြီးတာပါပဲလို့ပထမစဉ်းစားလိုက်သေးတယ်။ပြီးမှမဟုတ်သေးပါဘူး။ဒီလိုဆိုရင်တော့တိတ်များသွားမေ။ပူတင့်ကိုဥချခဲ့ရင်ပောက်ဖော်ကြီးကသူ့ခြေထောက်ကိုကုန်းနံမှကျင်းထက်တော့မှဆိုပြီးဥတော်မချပြစ်လိုက်ဘူး။ပါဇက်ကောင်နေ Thank you Thank you ဆိုတာကိုတော့ကျင်စိုးမမေ့မလျော့ဇက်တိုက်ဆက်ရနေတယ်။စိတ်လုံရှားနေတဲ့ကျင်စိုးခမရတယောက်ထဲကိုအလုရှုပ်ပြာရခတ်နေရရှာတော့ ဒီမာရင်မပြီးသေးဘူးကျင်စိုးထက်စဉ်းစားပြန်နေပူတင့်ကိုပဲသူကအကြိမ်ကြိမ်ခါခါနှီးမျိုးစုံနဲ့နှုတ်ဆက်နေရင်မျက်နာလိုက်ရကြမေးအခန်းထဲမှာရှိတဲ့ကျန်တဲ့ရုရှားတာဝန်ရှိသူတွေက သူတို့ကိုကြောက်ကျေးဇူးမတင်ဘူးလို့ထင်သွားကြပြန်ရင်လည်းမကောင်းပြန်ဘူးငါဒီကိုထွက်ပြေးလာရင် သူတို့မျက်နာကို ကြည့်ပြီးအဆင်ပြေအောင်နေရမှာအင်းကဲလီမထူတော့ပါဘူးဆိုကား ကျင်စိုးတယောက်သူ့ပတ်လည်မှာရှိတဲ့လူတွေကိုစစ်တပ်လိုအရသားလိုတော်ဝင်မိသားစုလိုတွေးမိသမျှနှီးပေါင်းစုံနဲ့ထပ်လေးပြုဥညွတ်ဒူးထောက်နှုတ်ဆက်ပြန်ပါလေ။ Thank you လို့ပြောဖို့လည်းဘယ်မေးပါမလဲ။ကျင်စိုးတယောက်ဖြစ်ပြက်နေပုံကိုမြင်အောင်ကြည့်ုံနေတဲ့သူ့ကိုယ်စားကြီးကျယ်စိတ်မောင်းမိမှာပါ။ဒီလိုနဲ့ပူတင်နဲ့အလာဘတလာဘဆက်ပြောကြတယ်။ထုံးစံအတိုင်းပူတင် တခွန်းပြောပြီးတိုင်း ျင်ဆိုးကတိုင်ကီယူတခွန်ပြန်ပြောတယ်သူ့အလဲစာမပြောခင်မှာလေတိုင်ကီယူနဲ့ပဲစကားဆရတယ်ပြီးတော့တိုင်ကီယူနဲ့ပဲပြန်ဆုံးသက်တယ်ကျင်ဆိုးတွေးမှာတော့ဇလန်စကီလိုတိုင်ကီယူကိစ္စနဲ့သူအဟောက်မခံရတော့ဘူးဆိုပြီးကြိတ်ကျဉ်တဲ့နေမိတယ်ဒါပေမဲ့စီဝေးမှတ်တမ်းလိုက်ရေးနေသူရဲ့စာရွက်ပေါ်မှာတော့ Thank you Thank you Thank you တွေပဲထပ်နေတော့တာပေါ့ ူပြောရမယ်အလေရောက်တော့ကျင်စိုးကမျက်နှလုံးမျက်နှာရလှုပ်လိုက်တယ်။ယူကရိန်းနဲ့စစ်တိုက်ဖို့လိုအပ်ရင် သူ့ရဲ့စစ်ရှုံးတပ်ဖွဲ့တွေပို့ပေးမယ်ပေါ့။အဲ့ဒီမှာပဲပူတင်ကခေါင်းတစ်ခါခါလက်တစ်ခါခါနဲ့ပြပြတလဲညင်းမာတော့တယ်။ဟုတ်တယ်လေ။ကိုရုရှားတက်တဲ့ကိုတောင်နိုင်အောင်မတိုက်နိုင်တော့ကျင်စိုးရဲ့စစ်ရှုံးကောင်တွေသာလာတိုက်ပေးရင် လူသူကြောက်မကောင်ပို့ဖြစ်တော့မယ်လို့ချက်ချင်းတွင်းမိပြီးကြပြကြရကိုညင်းလိုက်တော့ ူတင်ကဘာသာပြန်ပေးမဲ့စကားပြန်ကိုတောင်မဆောင်နိုင်တော့ဘဲ No thank you No thank you ကျေးဇူးပါပဲဒါပေမဲ့မလိုအပ်ပါဘူးလို့သူကပြောချင်တာဒီမှာပဲစောက်တလွဲကျင်ဆိုဒုက္ခရောက်ဖို့ဖြစ်သွားတော့တယ်ကျင်ဆိုစဉ်းစားလိုက်မိတာကအင်းငါ thank you ပြောတာတွေရမ်းများနေလို့ခေါင်းဆောင်ကြီးပူတင်ကနာကြာပြင်းကတ်သွားပြီး No thank you မင်း thank you ထပ်မပြောနဲ့တော့လို့သူ့ကိုအမိန်ပေးလိုက်တာနဲ့တူတယ်လို့ဆိုပြီး နားလည်မှုလွဲသွားတော့တယ်အင်းလီသူတည်သည်မြမှတ်သည်မြမိဂျုံမောင်းပြဲအင်္ဂလိပ်စကားနဲ့ဒီလောက်ပဲနားလည်ရှာတော့ပေါ့ဒီလုံးနဲ့ပူတင်စကားပြောတယ်လေရောက်လာတယ်သူကကျင်စိုးရစစ်ရှုံးတက်ကိုရုရှားနိုင်ငံကလေရင်တွေလက်နက်တွေဘယ်လိုပဲပုံကျွေးရောက်ပေးထားတာကိုဂုံတင်ပြီးပြောတယ်ပြီးတော့ခဏရပ်ပြီးကျင်စိုးကသူ့ကိုချေစုတင်တဲ့အကြောင်းတိုင်ကီယူများဝင်ပြောလိမလားဆိုပြီးစောင့်နေတယ် ကျင်စိုးကတော့သူနားလေထားတယ်လို့ no thank you အမိန်ပေးခံလိုက်ရပြီဆိုပြီးဘာ thank you မှဝင်မပြောရတော့ဘူးညင်ပြီးပဲဆက်နားထောင်နေတယ်ပူတင်ကတော့ဘယ်သိပါမလဲဒီကောင်တော်တော်ကျေးဇူးမသိတတ်တဲ့ကောင်ပဲဆိုပြီးမကြင်မချမ်းဖြစ်သွားတယ်ဒါပေမဲ့သူပြောစရာရှိတာကိုဆက်ပြောတယ်တင်နန်းနီးပြတွေလှုပ်ပြီးတင်ပေးစရာရှိတာတွေကိုလည်းတော့တင်ပေးတဲ့အကြောင်းထပ်ပြောတယ် ြည်တော့ကျင်စိုးစီကတန်ကီယူတန်ထွက်လာမလားဆိုပြီးစောင့်ပြန်နေဒါပေမဲ့ကျင်စိုးကနိုတန်ကီယူကို တလွင်နားလေထားလီတော့အတန်ဆက်ပြီးတိတ်နေတယ်ကျင်စိုးကိုဆွဲထိုးခြင်းစိတ်ပေါ်လာပြီးဖြစ်တဲ့ပူတင်ကဒီတခါဒေါ်စင်ကြီးចောင်းထွက်တွေ့အသုံးမကျပေမဲ့ရုရှားမှာပညာဆက်တင်နိုင်မှုကို သူတို့စီစဉ်ပေးထားတာလဲထည့်ပြောပြန်နေဒီတခါမှာလဲကျင်စိုးကတုံနိပါဝီ ။ဘာကျေးဇူးတင်စကားမှထွက်မလာဘူး။ဒါနဲ့ပဲပူတင်လဲစိတ်တူလာတယ်။ဒေါသထွက်ပြီးလေးသံမာမာနဲ့ပြောတော့တယ်။မင်းလို့စစ်ရှုံးကောင်တနိုင်ငံလုံးကမင်းရိုးလို့ဝိုင်းစိတ်ခံရတဲ့ကောင်ကိုဘယ်နိုင်ငံကမှလည်းမဖိတ်ချင်ဘူး။ဖိတ်ရင်လဲငါလိုရာထူးစင်တန်းမျိုးကလုံးဝတွေ့မခံဘူး။မင်းသိတယ်မလားဆိုပြီးသူကို thank you ကျေးဇူးတင်စကားများဝင်ပြောလို့မလားလို့ကျင်စုံမျက်နှာကိုစိုက်ကြည့်နေတယ် ထုံးစံအတိုင်းကျင်စိုးပါဇက်ကဘာသာမှထွက်မလာဘူး။စောက်တလွဲကျင်စိုးကမြန်မာနိုင်ငံမှာပဲမဟုတ်ဘူး။ရုရှားမှာလည်းသူ့ရဲ့ရှေ့မှုမပြတ်စောက်တလွဲကိုဆက်ပြစ်နေတာ။ကျင်စိုးစီကဘာကျေးဇူးစကားတမ်းမှထွက်မလာတာနဲ့ဒီတခါမှာတော့ပူတင်လုံးဝသိမခံနိုင်တော့ဘူး။ရုရှားလိုထဆဲပါလီရောကျင်စိုးနားမလဲပေမဲ့ထရန့်တို့ဇလန်စကီကိုဝိုင်းဖျက်ကြတာထက်တောင် ရုတ်ပြက်နေတာကိုတော့သတိထားမိတယ်။အင်းငါတော့အချိန်နေမကောင်းဘူးလို့လဲတွေးလိုက်မိတယ်။ဒါနဲ့ပဲကျင်ဆိုးလဲရုရှားဘီရင်မြန်မာဘီရင်ဗျာရိတ်တော်လာမဟာမိတ်ဆိုလားစာအုပ်ဟောင်းတုပ်ပြပြီးအာယုံပြောင်းမှုစူးစားကြည့်ရယ်။ပူတင်က သူ့ကြံပေးတွေကိုတိချာမေ့ကြည့်တော့ရုရှားလူမျိုးတွေကတောင်းမှကျွမ်းမင်းကဖြစ်တာလို့ရေးထားတာလို့သိသွားတယ်။ဒါငါတို့ရုရှားတွေကိုကျွတ်မျိုးတွေလို့မေဟိုးကောင်ကပြောတာပဲဆိုပြီး ဒေါသအကြီးကျယ်ထွက်ပါလေရောအဲ့ဒီနောက်တော့ပူတင်က သူ့ကိုကျေးဇူးတင်စကားမပြောတဲ့စစ်ရှုံးကောင်ကိုငါနဲ့ကင်တုတ်တယ်တရိတ်ဆန်နဲ့နိုင်နေဖြာကောင်းလို့လဲခေါ်တယ်မေယိုးဆိုတာမျိုးကတော့ထက်တလဲလဲပေါ့ပြောရရင်တော့မြမပြည်သူတွေစဲနေကြစဲပေါင်းစုံနဲ့ပြည်သူတွေကိုစားများဝင်ဆက်ပေးနေသလားတောင်းအောက်မေရတယ်အဲ့တော့ကိုရုရှားဘက်ကစကားပြန်ကရော ကျင်ဆိုးခေါ်လာတဲ့စကယ်ပြန်ကရောမြိုင်မြိုင်ဆိုင်ဆိုင်ဘာသာဝိုင်းပြန်ပေးလိုက်ကြတာများအစဲပွဲတော်ကြီးကြနေတာပဲတချို့ပယ်ပယ်နေနေအစဲစကလုံးတွေကိုဆိုတမင်လုံနေသလားအောင်းမိရတယ်နှစ်ခါသုံးခါကြောက်ပြီးအာရပါရဘာသာပြန်ပြကြတယ်ကျင်ဆိုးမျက်နာကဇီးရွက်လေးလောက်ပဲကြံ့တော့တာပေါ့နောက်တော့ပူတင်ကစိတ်ပြန်ထိန်နေမေယိုးကောင်ကငါတို့အကျွေးတွေပြန်မဆက်ရင်လေပြက်တနာပဲလို့တွေးမိတော့လူ ဟုတ်တယ်လီဒီစစ်ဆုံးကောင်ကိုဘယ်သူမှမယုံကြဘူးသူ့နိုင်ငံကပြည်သူတွေလည်းမယုံ သူ့စစ်ဆုံးတပ်ကလည်းမယုံ သူ့ဘောမတွေဆိုတာကလည်းမယုံကုံကုံပြောရရင်သူ့အိမ်ကြီးချင်းပောက်ဖော်ကြီးတို့လည်းမယုံကြဘူးပူတင်ကလှောက်ဆန်းလာတာကြပြီပဲလေတံကိုပြောင်းပြီးဟိုចောင်းတီចောင်းလျှောက်ပြောတယ်အမတ်မရှိတာကကျင့်ဆိုပူတင်စိတ်ပြေသွားပြီလို့ထင်ပြီးထုံးစံတိုင်းဖော်လျှော်ပြန်လို့တော့တာပေါ့ ခေါင်းဆောင်ကြီးနဲ့ကျွန်တော်ကိုဝရံပြေးဆိုပြီးပြောကြတယ်။ဒါဘာကြီးဆိုက်เสียရှိလေ။ကျွန်တော်ဆိုဝရံပြေးခေါ်ခံရကစားကကျွန်တော်သားနဲ့သမီးကိုတောင်းအားပေးလိုက်ပြီးတယ်။ကျွန်တော်တို့မြန်မာနိုင်ငံမှာပြောလို့ရှိကြတာကအင်းနှိမ်ကြတယ်ပဲထားပါတော့။ဝရံပြေးနဲ့ဖြာတယ်မှဆက်ကြတဲ့ကောင်တွေဆိုပြီးပေါ့။နှိမ်ပြောကြတာပေါ့။ကျွန်တော်ကမင်းတို့တွေဘာပဲဖြစ်ဖြစ်အဲ့ဒီလိုအခေါ်ခံရဖို့မရှိဘူး။ ငါကပဲဝရံပြေးဖြစ်တာဆိုတော့အဲ့ဒီလိုပြောခံရဖို့90ရာခိုင်နှုန်းပဲရှိတယ်လို့အပြေးလိုက်တာကောင်းဆောင်ကြီးလဲကျွန်တော်ပြောတာကိုတူယူပြီးတာသမီတွေကိုအပြေးပါခင်ဗျာဆိုပြီးဆရာလုပ်တယ်သူ့ကိုဆရာလုပ်တဲ့အပြင်သူမကြားကျင်တဲ့ဝရံပြေးဆိုတာကိုလာပြောနေတဲ့ကျင်စိုးကိုပူတင်စိတ်ပြန်တူသွားတယ်ခွေးမသားကငါနေများလာလာနိုင်နေသေးတယ်လို့လဲတွေ့ရင်ဒေါသထွက်လာတယ် ဒါနဲ့ပဲ90ရာခိုင်နှုန်းမင်မှန်နေဆိုတာကဟုတ်ကောဟုတ်ရဲ့လား100ရာခိုင်နှုန်းမှန်ရင်မှန်နေမှာအိမ်ရောက်ရင်မိမကိုပြန်မေးကြည့်ပါဦးဆိုပြီးကျင်စိုးကိုအတလွတ်ဖယ်တယ်ကျင်စိုးကဘလောက်အေးထူတယ်ပြော့ပြော့သူ့ရဲ့ကျူကိုပါဟိုတန်းနဲ့ပို့ပြီးအဲ့ဒီလိုပြော့ခံလိုက်ရတော့စိတ်ထဲထောင်းကနေဖြစ်သွားတယ်ပူတင်ဆိုတော့လေဘာမှတော့ပြန်မပြောရရှာဘူးပူတင်ကလူလဲဆိုတော့ ြင်ဆိုးဆိုင်ထိသွားတာရိတ်မိတယ်။သူကတင်ပေးလိုက်ရိတ်ချလိုက်ကြမ်းကြမ်းကျင်ကျင်လှုပ်တတ်တဲ့သူဆိုတော့အင်းလေတကယ်တမ်းပြန်စင်းသားကြည့်တော့လေ90ရာခိုင်နှုန်းလောက်ပဲဖြစ်မှာပါဆိုပြီးပြောလိုက်ပြန်နေကျင်ဆိုးလဲနည်းနည်းစိတ်သက်သာရာရသွားတယ်။ကောင်းဆောင်ကြီးကတွေးခေါ်ကောင်းသားပဲလို့ဆက်တွေးနေတယ်။ဒါပေမဲ့ကျင်ဆိုးကိုမျက်မှောင်ကျစောင့်မြင်ကပ်နေတဲ့ပူတင်ကကျင်ဆိုးထင်မှားတဲ့စကားလုံးတွေနဲ့ ထက်ရိုက်ချလိုက်တယ်ဝရံပြင်းနဲ့ဖြာတယ်မှ90ရာခိုင်နှုန်းဆိုတာဝရံပြင်းဘက်ကတပြားသားတောင် ပါဖို့မတည်ကြဘဲဖြာတယ်မှဘက်ကပဲပါမတည်ကြတာမို့90ရာခိုင်နှုန်းပဲဖြစ်မှလို့ပြောတာအိမ်ပြန်ရောက်ရင်ကလေးတွေနဲ့ DNA ပြန်တိုက်စစ်ကြည့်အောင်လို့ဒဲ့စော်လိုက်တယ်ကျင့်စိုးထူပူသွားတယ်ကြည်စမ်းငါကိုဘလိုင်းကြီးဖဲ့နေတော့ဆိုပြီးဒေါသလည်းထွက်သွားတယ်ပြောတာပြောရပါတယ် ဒေါသကလည်းထွက်တယ်ဆိုုံလေးပါရုရှားနိုင်ငံမှာပူတင်ကိုတွားပြီးကျင်စိုးလိုလူကတင်းတင်းမာမာပြန်ပြောရဲလိမ့်မလဲသူ့ဖြစ်ကရုရှားကိုဝမ်းသာအားရလာလေပါတယ်ဆိုမှသူ့မိန်းမလည်းဟိုတန်းနဲ့ရောက် သူ့ကလေးတွေလို့သူနားလေထားတဲ့သားသမီးတွေကလည်းဘယ်သူ့ကလေးတွေမှမသိဖြစ်လို့ဖြစ်သူကိုယ်တိုင်လဲဖြာတယ်မလင်းလို့လို့ဘာလို့လို့နဲ့ဘာရီမန့်ကိုမသိတော့ပါဘူး ကျင်စိုးကဘလောက်ပဲစိတ်ထဲကမကျေနပ်ပါစေပူတင်ပြောတာကိုတော့ပြုံပြုံချင်းနေပဲနားထောင်ရှာပါလေအပူရုပ်ကိုဟန်လုတ်တက်တဲ့နေရာမှာအကယ်ဒမီပေးရမယ်ဆိုရင်ကျင်စိုးပဲအမြင်ရမှာကြည့်လေစစ်တန်းကြီးတွေကြောက်သွားလဲကျင်စိုးကပြုံးမပြက်ပွက်တက်မပြက်မြို့တွေတင်ကားတွေအမြောက်တွင်းလက်နက်ကြီးလက်နက်ငယ်တွေအပုံကြီးလှူလိုက်ရရင်လဲအပြုံးမပြက်ပဲ အဲ့ဒီလို့ကိုနေကိုနေတဲ့တောင်ဒီလိုနဲ့ပဲပူတင်နဲ့တွေ့ဆုံပွဲကမင်မင်ရရမရှိပဲပြီးသွားတယ်အဖက်တင်အောင်ဆိုလို့သူ့ကိုနှပြောင်းမတန်အောင်ဆဲခံရတာဒါရင်ဘဲကပါမလဲသူ့မိမတောင်ဟိုတန်းရောက်သွားသေးတယ်ဘလို့ပဲဖြစ်ဖြစ်ရေထူတဲ့ကျင်ဆိုးကသူ့ဘောမှာမီဒီယာတွေမှာပြန်ထည့်ဖို့ပြုံ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 နဲ့ဓာတ်ပုံရိုက်ခံနေတယ် ရုရှားလာတာဘာကျိုးမြတ်မှမရှိဘူးတော့မဟုတ်ပါဘူးသူ့ကိုကြိုလိုက်ပို့လိုက်လို့ကြတဲ့ရုရှားယာရှိတွေစီကနေသူတိကျင်တာကိုမေ့ကြည့်ရကနေအိုင်ဒီယာကောင်းတွေရလိုက်ပါတယ်ခေါင်းဆောင်ကြီးကိုလူတိုင်းမကြိုက်နိုင်ကြတာတော့သဘောပေါက်ပါတယ်ဒါပေမဲ့ဒီနိုင်ငံထဲမှာကျွန်တော်လိုနာမည်တက်ပြီးအစိတ်ခံရတဲ့ပုံတော့မပေါ်ဘူးကျွန်တော်ဆိုရင်ကလေးရောခွေးရောလို့တောင်ပြောလို့ရတယ် တပြည်လုံးကမေယိုမာလာမေယိုမာလာဆိုပြီးကျွန်တော်နာမည်တက်ဆဲခံရတာဒါကဒီလိုရှိပါတယ်ကျွန်တော်တို့ရုရှားမှာကခေါင်းဆောင်ကြီးကိုနာမည်တက်ပြီးမခေါ်ကြရပါဘူးခေါ်ခွင့်လည်းမရှိပါဘူးကျွန်တော်တို့စီမံနေမဟုတ်ပါဘူးမြောက်ကိုရီးယားမှာလည်းနာမည်တက်ပြီးပြောပိုင်ခွင့်မရှိပါဘူးလေးစားကြရပါတယ်ဒါကြောင့်နာမည်တက်ပြီးပြောပိုင်ခွင့်မရှိအောင်လုပ်ထားလို့ခေါင်းဆောင်ကြီးတွေကသူတို့နိုင်ငံတွေမှာ နာမည်တက်ပြီးဆဲမခံကြရတာပါလို့ပြန်ရှင်းပြကြတယ်။ကျင်စိုးကအဲ့ဒီတောင်းမြစ်ချက်ကိုတော်တော်သဘောကျသွားတယ်။မြမပြီမာလဲအဲ့ဒီလိုလောက်ရရင် ကောင်းမယ်လို့တွေးမိတယ်။သူရုရှားရောက်နေတော့မှမြမပြည်ကအကြောင်းတွေ Facebook ဖွင့်ကြည့်တော့3 in 1၃ရောင်းနဲ့တယောက်ပတ်ရှုပ်တဲ့ဇက်ရှုပ်ပွဲဖြစ်နေတဲ့အကြောင်းကိုတွေ့ရတယ်။အဲ့ဒါနဲ့ပတ်သက်တဲ့တခြင်းနဲ့ ခေါင်းဆောင်ကြီးတွေအစဲမခံရဖို့တောင်းမြစ်ထားတာနဲ့ကလည်းကြံကြံဖန်ဖန်တော့ပြီးတိုက်ဆိုင်နေတယ်လို့သူဆက်တွေးနေတယ်။ဟိုကုန်းကိုချင်းနှစ်ဖက်လုံးလက်မတက်ဖြစ်နေတဲ့သူ့လိုအိုကြီးအိုမအရွယ်ကြီးနဲ့အဲ့ဒီလိုရက်တချင်းကိုတိတ်နားမလဲပေမဲ့တချင်းကောင်းစဉ်ကကျင်ဆိုးကောင်းထဲမှာ အတွေ့တစ်ခုပေါ်စေတယ်။အတိတ်တွေနမိတ်တွေနာမည်တွေကိန်းကနန်းတွေဘာပဲဖြစ်ဖြစ်ယူသေးအထနာကောက်တတ်တဲ့ကျင်ဆိုးလိုလူအတွက် တူကျိတ်အားကြရတဲ့အာနာရှင်ခေါင်းဆောင်ကြီးတွေကနာမည်တက်ပြောမခံရတဲ့ကြောင်သိရတဲ့ချိန်နဲ့ဒီသချင်း Facebook မှာပြန့်နေတာကရိုးရိုးတိုက်ဆိုင်မှုမဟုတ်ဘူးလို့လည်းထင်လိုက်တယ်။ဒါသူ့ကိုအတိတ်နမိတ်တွေပေးပြီးလမ်းညွန်နေတာလို့လည်းတွေးနေမိတယ်။ဘယ်နည်းနဲ့မှတိုက်ဆိုင်မှုမဖြစ်နိုင်ဘူးလို့ကျဉ်ဆိုးယုံကြည်သွားတယ်။အဲပြန်ရောက်ရင်တော့အဲ့ဒီခေါင်းဆောင်ကြီးတွေလှုပ်တယ်လို့လူတွေနာမည်တက်ပြီးပြောချင်တိုင်းပြောလို့မရအောင် ဲ့ဒီတချင်းနာမည်အတိုင်းနာမည်တက်ပြီးပြောပိုင်권မရှိလို့အမိန့်ထုတ်ရရင်ကောင်းမယ်လို့စိတ်ကူးပေါက်ပြီးကျင်စိုးတယောက်သူ့ကောင်းနဲ့ပေါ်လာတယ်လို့ရတချင်းအလိုက်ကိုဟိုတစတီတစလိုက်ကြီးတယ်နင်းနေမှုဝင်သွားတယ်လို့ဖြစ်လာတာနဲ့ရှာရိုးအုတ်ထုတ်ကလေးရှာနောက်ပြန်ဆောင်ပြီးစီချက်အတိုင်းခြေလုံးခေါင်းလုံးလက်လုံးပြီးလိုက်ကာနေတော့တယ် KGB ထောင်လိုင်းရေးဟောင်းပူတင်ကကျင်စိုးတဲခိုးတဲ့ဟိုတယ်ကန်းလေးက ကျင်စုပ်ဖြစ်ပျက်နေတာတွေကိုလျှို့ဝှက်တက်ဆင်ထားတဲ့ဗီဒီယိုကင်မရာကနေကြည့်ပြီးခေါင်းတစ်ခါကဖြစ်သွားတယ်။ပြီးတော့သူ့လူတွေကိုလှန့်ပြောလိုက်တယ်။ဒီစတောက်ပေါ်မေဟိုးကောင်စီကအကျွေးတွေရနိုင်သမျှแมแมတောင်းထားကြ။ဒီလိုယူကြောင်ကြောင်ပုံနဲ့ဆိုရင်ဒီကောင်ပြုတ်တော့မှအနည်းနဲ့အမြန်ပဲတဲ့။ဆယ်ပေါင်းတူ